မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေတွေပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့ Whoop နဲ့ပွဲမှာတလုံးနဲ့တော့အနိုင်ကိုသွင်းယူခဲ့တဲ့ De Bruyne ကတော့ပွဲအပြီးမိမိက Premier League မှာကောင်းကောင်းကစားနိုင်စွမ်းရှိသေးတယ်ဆိုပြီးတော့စာချုပ်တစ်ချုပ်ဆိုဖို့ပဲချခဲ့တဲ့အသင်းပေါ်ခက်နဲ့ပြီးတော့ပြောဆိုသွားခဲ့ပါတယ်လီဗာပူးနောက်ခံလူဟောင်းကာရီဂါကတော့ဒီဘရိုင်းကိုထွက်ခွာခွင့်ပြုခဲ့တဲ့မန်စီးတီးရဲ့ဆုံးဖြတ်ချက်ကအမှန်ကန်ကြောင်းသုံးသပ်ပြောဆိုသွားခဲ့ပါတယ် လီဗာပူးနီးပြားစလော့ကတော့ပရီးမီးယားလိဖလားရခဲ့တာကြောင့်ထိတ်တန့်ကစားသမားတွေကိုအသင်းထံရောက်လာဖို့ဆွဲဆောင်စရာဖြစ်စေခဲ့ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။မန်ယူအသင်းနီးပြားအမှုရင်ကတော့ပရီးမီးယားလိမှာလည်းထိတ်တန့်ခြေစွမ်းတဲ့ကစားကြဖို့အသင်းသားတွေကိုတိုက်တွန်းသွားခဲ့ပါတယ်။မန်ယူအသင်းကဘတ်တစ်အသင်းထံအငားချထားတဲ့အန်တိုနီအတွက်တန်ကျေးတက်မှတ်လိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်။နာပိုလီအသင်းနီးပြားကွန်တီကတော့လက်ရှိအသင်းကွင်းထဲမှာအထူးခြေစွမ်းပြသနေတဲ့တော်မီနီရဲ့အရေးပါမှုကိုချီးကျူးသွားခဲ့ပါတယ်။ မန်ယူသင်းပိုင်ရှင်စာဂျင်ရက်ဖလစ်ကတော့၎င်းပိုင်ဆိုင်ထားတဲ့ပြင်သစ်ကလပ်နိုက်စ်ကိုရောင်းချဖို့ပြင်ဆင်နေပါတယ်။အာဆင်နယ်နဲ့ကစားမဲ့ဒုတိယကျောက်ပွဲစဉ်အမီဒမ်ဘီလီတက်တာလာဖို့မလွယ်ကူသေးကြောင်းလည်းတင်ပြရရှိပါတယ်။လီဗာကူစင်နီးပြအလွန်ဆိုကတော့အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးဖို့ညှင်းဆန်လိုက်ပါတယ်။ Perry FC အသင်းကပြင်သစ်လီဂူ2ကနေလီဂူ1ကိုတန်းတက်ခွင့်ရပြည့်နေတာ2025-26ရာသီအစမှာ Station Booking ကို ကွင်းကိုပြောင်းရွှေ့ပြီးကစားသွားမှာဖြစ်ပါတယ်။အဲဒါကြောင့် staging Boeing Queen နဲ့ PSG အသင်းရဲ့အိမ်ခွင်း Prestus Prince တို့ကတော့အလွန်နီးကပ်နေရပါအလွန်ပြန်ဆန်မှုပြင်းထန်တဲ့ဒါဘီပွဲကိုလာမယ့်ရာသီမှာမြင်တွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။ချန်စီတင်းကပရီးမီယာလိချန်ပီယံဖြစ်ခဲ့တဲ့လီဗာပူးအသင်းကိုလာမဲ့စတန်ဖို့ဒ်ဘရစ်မှာကစားမဲ့ပွဲစဉ်မှာဂတ်ဒါဖော်နာနဲ့ချိုးဆူသွားမယ်လို့နီးပြမာရက်စကာကအတီးပြုပြောကြားခဲ့ပါရရှင်။ လာမယ့်ရာသီမှာလည်းချန်ပီယံလိဝင်ခွင့်နဲ့ထပ်ပြီးလွဲကျွားမယ်ဆိုရင်တော့ချက်စီးတဲ့ပိုင်ရှင်တစ်တွေအတွက်တော့စိတ်ပျက်စရာဖြစ်စေုံသာမကပရိသတ်တွေဖိအားပေးမှုနဲ့လည်းပိုပြီးရင်ဆိုင်လာရောက်ဖို့ရှိနေပါတယ်ချက်စီးတဲ့ကပိုင်ရှင်ဟောင်းအီဗရာမိုဗစ်လက်ထက်တုန်းကချန်ပီယံလိဝင်ခွင့်ကိုရာသီအိုင်းနှိပါရယူနိုင်ခဲ့တာပါအီဗရာမိုဗစ်လက်ထက်မှာချန်ပီယံလိဖလားနှစ်ကြိမ်ရရှိခဲ့ပါတယ်အီဗရာမိုဗစ်ရဲ့ပိုင်ဆိုင်မှုအောက်မှာရှိခဲ့တဲ့နောက်ဆုံးရာသီတုန်းကလည်းချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်ကိုရောက်ခဲ့ပါတယ် 2024-25ရာသီပရီးမီးယားလီပြိုင်ပွဲပြီးဆုံးမှု၄ပွဲသာလိုပါတော့တယ်။ပွဲစဉ်34ပွဲရှင်ပြိုင်ပြီးချိန်မှာလီဗာပူးတင်းကချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပြီးတော့လာမယ့်ရာသီချန်ပီယံလီဝင်ခွင့်တက်နေရာကိုလည်းရယူနိုင်ခဲ့ပါပြီ။ပရီးမီးယားလီကလာမယ့်ရာသီမှာချန်ပီယံလီဝင်ခွင့်၅နေရာရရှိမှာဖြစ်တာကြောင့်လက်ချန်၄နေရာအတွက်တော့လက်ချန်၄ပွဲမှာဆက်ပြီးအပြေရှားရအောင်ပါပါ။အဲ့ဒီလက်ကျန်လေးနေရာကိုလူရမယ်အသင်းကတော့6တင်းရှိပါတယ်။အာဆင်နယ်၊နျူကာဆယ်၊မန်စီးတီး၊ချယ်လ်ဆီ၊နော့တင်ဟမ်ဖောရက်စ်နဲ့အက်စတွန်ဗီလာတို့ပါ။ ဒုတိယနေရာမှာရပ်တည်နေတဲ့အာဆင်နယ်ကအချက်နဲ့အသင်းတွေကိုအမှတ်ဖြတ်ထားရဲဆိုပေမဲ့လက်ကျန်လေးဝက်စလုံးရှုံးခဲ့ရင်တော့ချန်ပီယံလိဝင်ခွင့်နဲ့လွဲသွားနိုင်ခြေရှိနေသေးတာပါပဲ။ဒါကြောင့်ဒီစင်းနဲ့ထည့်ထားရတာပါ။ယူကန်ဆဲမန်စီးတီချယ်ဆီနဲ့နော်ဒီယန်ဖော်ရက်စထရီရဲ့ဂျာမာတော့အမှတ်ကွာဟမှုကအများဆုံး၃မှတ်သာရှိပါတယ်။အဆင့်ခုနှစ်နေရာမှာရှိနေတဲ့အက်စတွန်ဗီလာကလည်းသူတို့ထဲကအမှတ်အနည်းဆုံးအသင့်နဲ့၃မှတ်ပဲကွာပါတယ်။ဒါကြောင့်အက်စတွန်ဗီလာကိုလည်းချန်ပီယံလိဝင်ခွင့်အတွက်မျှော်လင့်နိုင်တဲ့စည်ရင်တွေထည့်ထားတာဖြစ်ပေမဲ့ အဓိကပြိုင်ဆိုင်ကြရမှာကတော့လောလောဆယ်အဆင့်3ကနေအဆင့်6နေရာအတွင်းရပ်တည်နေကြတဲ့အသင်း၄သင်းပဲဖြစ်မှာပါဒီ၄သင်းထဲကတက်သင်းကတော့ချန်ပီယံလိဝင်ကွင်းနဲ့လွဲချော်ရမယ့်အခြေအနေဖြစ်ပြီးဘယ်အသင်းကန်ဆုံးမလဲဆိုတာကပရီးမီးယားလိပန်းဝင်ခရီးမှာစိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာဖြစ်နေပါတယ်ချန်ပီယံအသင်းလည်းအဖြစ်ထွက်တန်းစင်း3သင်းလည်းအဖြစ်ထွက်နေပြီဖြစ်တဲ့ပရီးမီးယားလိပြိုင်ပွဲမှာချန်ပီယံလိဝင်ကွင်းနဲ့တခြားဥရောပဝင်ကွင်းတွေအတွက်သာအဖြစ်ရှာရတော့မှာဖြစ်ပြီးတော့ အခုချန်ပီယံလိဝင်ခွင့်အတွက်အပြိုင်လို့ရမယ့်အသင်းတွေတဲကပဲယူရိုပါလိနဲ့ကွန်ဖရင့်လိဝင်ခွင့်အတွက်လည်းအပြည့်ထွက်လာဖို့ရှိနေပါတယ်။ဘာပဲဖြစ်ဖြစ်အားလုံးကတော့ချန်ပီယံလိဝင်ခွင့်ရဖို့သာဥတီတိုက်ပွဲဝင်ကြမှာဖြစ်ပြီးတော့အာမတန်မှသာမန်လျှော့ကြမှာပါ။လေးပွဲသာကြံတော့တဲ့ပရီးမီးယားလိပန်းဝင်ခရီးကိုစမ်းစစ်ကြည့်တဲ့အခါမှာတော့ချဲစီတင်းကပွဲအကျဆုံးဖြစ်နေတာတွေ့ရပါတယ်။ချဲစီတင်းရဲ့လက်ကျန်လေးပွဲကလီဗာပူး၊နယူကာဆယ်၊မန်ယူနဲ့နော်တင်အမ်ဖောရက်စ်တို့ဖြစ်နေကြကြောင်းမှာ လက်ကျန်လေးပွဲကတော့ဘယ်အင်းအတွက်မှမလွယ်ကူနေပါဘူးခက်ခဲပြင်းထန်တဲ့ပွဲတွေပဲဖြစ်ပါတယ်အာဆင်နယ်လက်ကျန်လေးပွဲကလည်းဘုံမှလီဗာပူးနျူကာဆယ်နဲ့စောက်တတန်ဖြစ်ပါတယ်နျူကာဆယ်လက်ကျန်လေးပွဲက Brighton Chelsea အာဆင်နယ်နဲ့ Everton ဖြစ်ပါတယ် Man City ရဲ့လက်ကျန်လေးပွဲက Wolves စောက်တတန်ဘုံမှနဲ့ Fulham ဖြစ်ပါတယ် Nottingham Forest ရဲ့လက်ကျန်လေးပွဲက Palace Leicester West Ham နဲ့ Chelsea ဖြစ်ပါတယ် Aston Villa ရဲ့လက်ကျန်လေးပွဲက Fulham ဘုံမှ Spurs နဲ့ Man U တို့ပဲဖြစ်ပါတယ် ဒီတော့ပွဲအချောင်ဆုံးကမန်စီးတီးဖြစ်နေပြီးပွဲကျက်ဆုံးကချယ်ဆီးဖြစ်နေတာတွေ့ရမှာပါချယ်ဆီးကပရီးမီးယားလိရဲ့ထိပ်သီးပြိုင်မက်တွေဖြစ်တဲ့လီဗာပူးနဲ့မန်ယူတို့ကိုရင်ဆိုင်ရမှာဖြစ်သလိုချန်ပီယံလိဝင်ခွင့်အတွက်အမှတ်အပြိုင်လုနေရတဲ့နယူကာဆယ်နော်တင်ဖောရက်စ်တို့နဲ့လည်းရင်ဆိုင်သွားရမှာပါဒါကြောင့်ချယ်ဆီးအသင်းအတွက်အခက်ခဲကြမ်းတမ်းလို့နဲ့ပန်းဝင်ခရီးလို့သတ်မှတ်နေကြတာပါပရီးမီးယားလိနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်၂ပွဲသေးရလနဲ့ရှုံးဝဲမရှိအောင်ကစားနိုင်ခဲ့တဲ့ချယ်ဆီးအသင်းလက်ကျန်၄ပွဲမှာထပ်ပြီးဆန်းသက်ခံနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာပါ ။ဒါမဲ့ရာသီမှာလည်းချန်ပီယံလိဝင်ခွင့်နဲ့ထပ်ပြီးလွှဲချော်ရမယ်ဆိုရင်တော့ချဲစီတင်းရဲ့ပိုင်ရှင်အစ်တတွေအတွက်စိတ်ပျက်စရာဖြစ်စေုံသာမကပရိသတ်တွေရဲ့ဖိအားပေးမှုနဲ့လည်းပိုပြီးရင်ဆိုင်လာရဖို့ရှိနေပါတယ်။ချဲစီတင်းကပိုင်ရှင်ဟာအေဗရာမိုဗစ်လက်ထက်တုန်းကချန်ပီယံလိဝင်ခွင့်ကိုရာသီတိုင်းနှိပါရယူနိုင်ခဲ့တာပါ။အေဗရာမိုဗစ်လက်ထက်မှာချန်ပီယံလိဖလားလဲနှစ်ကြိမ်ရရှိခဲ့ပါတယ်။အေဗရာမိုဗစ်ရဲ့ပိုင်ဆိုင်မှုအောက်မှာရှိခဲ့တဲ့နောက်ဆုံးရာသီတုန်းကလည်းချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ယူကရိန်းပေါ်ရုရှားရဲ့ကျူးကျော်စစ်ကချဲစီသင်းကိုအေဘရာမိုဗစ်ဆွန်လျားဖို့ဖျက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ2022မေလမှာလက်ရှိချဲစီဥက္ကဋ္ဌတော့ပိုလီဥဆောင်တဲ့ဘလူးကိုကုမ္ပဏီကချဲစီသင်းကိုဝယ်ယူခဲ့ပါတယ်။2022-23ရာသီကချယ်ဆီသင်းပိုင်ရှင်အသင်းနဲ့အစပြုတဲ့ပထမဆုံးရာသီဖြစ်ပြီးအဲ့ဒီရာသီမှာအသင်းရဲ့ပရီးမီးယားလိရက်တီမှုကအဆင့်ဆက်နှစ်ဖြစ်ခဲ့ပါတယ်။ဒါကပရီးမီးယားလိခေတ်ဦးကလား 1993-94ရာသီမှာအဆင့်14နေရာရောက်ရှိခဲ့ပြီးတဲ့နောက်ပိုင်းအစိုးရဆုံးရတည်မှုဖြစ်ခဲ့ပါတယ်။ချန်ပီယံလိဝင်ခွင့်မဆိုထားနဲ့တခြားဥရောပဝင်ခွင့်တောင်မရရှိပဲဖြစ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့2023-24ရာသီမှာတိုးတက်လာခဲ့ပေမယ့်အဆင့်6သာရရှိခဲ့ရကြောင်းဥရောပရဲ့အဆင့်အနည်းဆုံး Conference ပြိုင်ပွဲသာရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။ Blue Cone တော့ Top Polyro ရဲ့လက်အောက်မှာ Chelsea အသင်း200သီစတက်ချန်ပီယံလိဝင်ခွင့်နဲ့လွဲခဲ့ရတာဖြစ်ပြီး ဒီဟာဒီမှာထပ်ပြီးလွဲချော်ရအောင်မယ်ဆိုရင်တော့အပြစ်တင်စရာပိုဖြစ်သွားမှာပါပုံမှန်အားဖြင့်ခြေစည်းဝင်ခွင့်ခွဲနှန်း၄နေရာရရှိတဲ့နေရာက၅နေရာအထိရရှိမဲ့ယာဒီမှာအခွင့်အရေးမယူနိုင်တဲ့အတွက်လဲထိတ်တီးတင်တသိန်းရဲ့ဂုံတိတ်တီတွေဂုံတက်တီတွေမရှိတော့ဘူးလားလို့မေကွန်ထုတ်ချက်စရာဖြစ်လာပါလိမ့်မယ်နောက်ဆုံးပွဲစဉ်အထိ Big 6အသင်းတွေရဲ့အပြိုင်မှုကိုအဓိကစောင့်ကြည့်ရတဲ့ Premier League ပြိုင်ပွဲမှာအသင်းကောင်းတွေ Champions League ဝင်ခွင့်နဲ့လွဲချော်ရတာကတော့ထူးခြားစမ်းပြတဲ့အကြောင်းအရာတွေမဟုတ်ပါဘူး ဒီဘက်ခင်မှာတော့ big six ဆိုတဲ့တတ်မှတ်ချက်ကိုပြောင်းလဲပြင်ဆင်မှုအစိန်ခေါ်လာတဲ့အသင်းတွေရှိလာပါတယ်အထူးသဖြင့် newcastle အသင်းဖြစ်ပြီးတော့တကယ်လဲ big six ရဲ့အနံနမိတ်စီးကိုချိုးဖြတ်ဝင်ရောက်လာပါတယ်ဒီရာသီမှာတော့ premier league ကိုတန်းပြန်တက်လာတာမကြသေးတဲ့ nottingham forest ကလည်းထင်မှတ်မထားတဲ့အမြင့်ပြန်မှုနဲ့အမှတ်ပေးစရာထိပ်ပိုင်းကိုစံတက်လာခဲ့ပါတယ်ပြီးတော့ aston villa အသင်းကလည်းနီးပြ unai emery ရဲ့ဦးဆောင်မှုအောက်မှာထိတ်သည့်အသင်းတွေအတွက်အန်ရရှိတဲ့အသင်းတစ်သင်းဖြစ်လာပါတယ်တကယ်တော့ big six အသင်းတွေသား တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင်ချန်ပီယံလိဝင်ခွင့်တိုက်ပွဲကအခုထပ်ပြင်းထန်နေနိုင်ပါတယ်။ဒါပေမဲ့မန်ယူနဲ့စပါရိုကအစရာအောက်ခြေနာရောက်တဲ့အထိရုန်းကန်ခဲ့ရပါတယ်။လက်ရှိချိန်မှာသူတို့နှစ်သင်းအတွက်တက်နိုင်သမျှဒီထက်ပိုမြင့်တဲ့နေရာမှာရပ်တည်နိုင်မှုစ조사ရုံသာရှိပါတော့တယ်။ချယ်ဆီသင်းကတော့နီးပြတဲ့မာရက်စကာရဲ့ဥဆောင်မှုအောက်မှာနေမြင့်တက်ကြများစွာနဲ့ဖြတ်သန်းခဲ့တာပါ။ပရီးမီးယားလိမှာ၅ဘွဲ့ဆက်တိုက်အနိုင်ရတဲ့အထိအစွမ်းဆောင်ရီကောင်းတဲ့ကာလရှိခဲ့ဘူးသလို၅ဘွဲ့ဆက်နိုင်ဘွဲ့ပြောက်တဲ့အထိဆိုးရခဲ့တဲ့ကာလလည်းရှိခဲ့ဘူးပါတယ် အဲ့ဒီဖြစ်ရပ်နှစ်ခုကိုဇာတရင်ဆိုင်ခဲ့ရခြင်းဖြစ်တာကြောင့်ချဲစီတင်းရဲ့မတည်ငြိမ်မှုကလည်းအယံကိုအံ့အားသင့်စရာကောင်းပါတယ်လက်တလောအနေထားကတော့ရလက်ကောင်းတွေရရှိနေခြင်းလို့ဆိုနိုင်ပါတယ်ဒါကပန်းဝင်ခရီးအတွက်အပေါင်းလက္ခဏာဆောင်ပေမဲ့ပွဲချက်ကာလကိုရင်ဆိုင်ဖို့လုံလောက်ပါမလားဆိုတာကိုတော့မသိနိုင်သေးပါဘူးအမှတ်ပေးပြိုင်ပွဲတစ်ခုမှာကိုယ်တိုင်အကောင်းဆုံးဖြတ်သန်းနိုင်မှုအတွက်ပြိုင်ဘက်တွေရဲ့စောင့်ကြည့်အခြေအနေကိုလည်းစောင့်ကြည့်ဖို့လိုအပ်ပါတယ် ဒါပေမဲ့အချက်စီအသိရင်ဆ ਾਇ ရမယ့်အထဲမှာအမှတ်လူပြိုင်ဘက်တွေဖြစ်တဲ့ Newcastle နဲ့ Nottingham Forest တို့ပေါင်းဝင်နေရကြောင်းအဲ့ဒီပွဲမှာအနိုင်ရခဲ့ရင် ပိုပြီးအကျိုးရှိမှာတည်ကြပါတယ်။ Newcastle ကလည်းအမှတ်လူပြိုင်ဘက်နှစ်သင်းနဲ့ရင်းဆိုင်ရမှာဖြစ်လို့အချက်စီပြီးရင်ပွဲချက်ဆုံးလို့ဆိုနိုင်ပါတယ်။ Aston Villa ကလည်း Man City လိုပဲအမှတ်လူပြိုင်ဘက်တွေနဲ့ရင်းဆိုင်ခြင်းမရှိပေမဲ့ Spa Man U လို ထိပ်သီးအသိအနေနဲ့ရင်းဆိုင်ရမှာကြောင်းအပြင်းစားစိန်ခေါ်မှုနဲ့အမှတ်ကျောက်တင်ပြရမယ့်အနေအထားဖြစ်နေပါတယ်။ ်လာမယ့်ရာသီမှာလီဗာပူးနဲ့အတူချန်ပီယံလိရှင်ပြိုင်ခွင့်ရမယ့်အသင်းတွေကဘယ်သူတွေဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးအခုလိုမျိုးနိုင်ငံကဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာစောင့်စောင့်လေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါတယ်เนาะဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်